ကွန်မီတာရီယောစပိုင်သိန်းရဲ့ဟန်ဝိုင်းဒေတူပိုင်းအနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါရစေ။ဒီ vlog လေးထဲမှာတော့ VNN နိုင်ငံမြောက်ပိုင်းရဲ့မြို့တော်ဖြစ်တဲ့ဟန်ဝိုင်းမှာဘယ်တွေတွားလဲရင်ကောင်းမလဲ၊ဘာတွေစားရင်ကောင်းမလဲဆိုတာလေးအသိဉာဏ်တွေလေးရှင်းပြပေးသွားမှာဖြစ်ပါရစေ။ဒီ vlog လေးကမြန်မာနိုင်ငံပဲဖြစ်ဖြစ်ထိုင်းနိုင်ငံပဲဖြစ်ဖြစ် VNN နိုင်ငံကိုတွားလဲမယ်ဆိုရင် vlog ကောင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အသိဉာဏ် vlog လေးကိုဆက်ပြီးတော့ကြည့်ပေးကြပါအောင်နော်။ကဲဒါဆိုရင်အသိဉာဏ် vlog လေးကိုခုပဲစလိုက်မယ်နော်။ Hello ကွန်မီတာရီယောစပိုင်သိန်းမှာဒီနေ့ဟန်ဝိုင်းဒေတူပါ။အဲဒီမမတွေနဲ့ ะเตกองชอบตั้วชอบซ้ามามั้ยโอเคไลค์ชิไปซ่าบ่าโอเคตั้วไปอ่ะลาสโตအခုကတော့အဲ7နာရီလောက်ထွက်မယ်ဆိုပေမဲ့လည်း7နာရီမှာထွက်နိုင်တယ်ကွယ်ဟိုတယ်ကနေပြီးတော့ okay ဒါဆိုရင်အသိန်းတို့ဒီနေ့ breakfast ကိုဖာသွားစားမယ်အဲမနေ့ကတော့ဖာသွားရှာတယ်ဒါပေမဲ့ဖာကဘာဖြစ်လဲဆိုတော့ဒီမှာဟိုအသိန်းကအမဲသားရှောင်ထားတာပေါ့တကယ်ချင်းညာမဲသားမဆားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲအမဲသားရင်းနဲ့ကြီးရတာကွာဒီနာလေးပတ်ဝန်းကျင်အားကြောင့်မို့လို့အသိန်းအခုအဲ ချက်တော့ဝတ်တာရရတယ်အဖာကိုသွားပြီးတော့အဲသွားပြီးတော့ try ရှိမယ်ကွာကဲလိုက်ကြည့်ပေးချပါအောင်ဒါဆိုရင်သွားလိုက်ရအောင် let's go ကဲ off ကတော့ VNN ရောက်တဲ့ဆိုတော့အကုန်လုံးအနီပါပဲအပေါ်အနီအောက်အနီအလံတွေလည်းနီအကုန်နီရှစ်သမားအလုံးတလန်းလုံးအနီပါပဲ okay ဒါဆိုရင်သွားလိုက်ရအောင် let's go အုပ်လောဆယ်အတန်းရောက်နေတဲ့နေရာကအာအခုအသိန်းတို့တဲနေတဲ့နေရာကွာ sorry အသိန်းတို့တဲနေတဲ့နေရာကကျတော့ဒီ chest ចောင်းရှိတယ်အဲ chest ចောင်း block တဲမှာပဲရှိတယ် hotel ပါ အာချက်စမ်းကြဒီဘက်မှာပေါ့နော်အာစိတ်ချိုးစိုက်ကပ်ပြီးတော့ပေါ့ဒီမှာကတော့လေသူစိုင်ကယ်တွေကတော့ဆောက်ရမ်းများတယ်ပေါ့ဒီကဒီစိုင်ကယ်တွေကားတော်တော့သိမရှိဘူးစိုင်ကယ်တွေများတယ်လမ်းချားလေးတွေအဲ့လိုမျိုးဝီစီဘွားစာဘူးစီဘွားစာလေးတွေအရန်များတဲ့မြို့ပေါ့နော်ကဲဒါဆိုရင်အသိကဲဒီရှင်းနားမှာဆိုရောက်ပါပြီအဲဒီမှာအဖာကောင်းနေဆိုပြီးတော့အဲ TikTok တွေအဲ Reel တွေမှာလည်းနာမည်ကြီးတဲ့စိုင်ဆောင်အသိရှာလိုက်တယ်ကွာအဲဒါဆိုရင်တော့ပြီးတော့ စားလိုက်ရအောင်ကွယ်ဟိုကားတွေဆိုင်ကယ်တွေอ่ะကွာအဲ့လိုကတ်ပြီးတော့ဖြက်ဖြက်ပြီးတော့အဲ့လိုမောင်းတာဆိုတော့လေကဲဒီမှာရောက်ပါပြီကဲဒီဆိုင်တွေသွားပြီးတော့စားလိုက်ရအောင်နာမည်ကတော့ဘယ်လိုလဲမခေါ်တတ်ဘူးကွယ်သွားပြီးတော့ထွက်ကြည့်အောင်ကွယ် let's go ကဲဒီဖာဆိုင်နာမည်ကတော့ဝမ်ဟူလို့ခေါ်ပါတယ်အဲဗီယက်နမ်မစ်လို့ပေါ့နော်ဒီမှာကျတော့အရသာမလို့ရှိရဲဆိုတော့အသိနဲ့ train ကြီးလိုက်ပါအောင်မယ်အသိအောင်ဗီယက်နမ်စားတော့အသိတစ်ခါစားဘူးတယ်စန်ဒရဖက်စတီဗယ်မှာဒါပေမဲ့ဒီကအာတကယ် အဲ fastest ဆက်ကွာသူတို့ဒီမှာရေးထားတာကျတော့ pho လို့ရေးထားတာသူကရေတော့မှဖတ်တော့အတန်း pho ဆိုတာပို့လည်းမဟုတ်ပို့လည်းမဟုတ် fa ကွာတဲ့ fa 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 အဲဟိုကန်ရလာမှာ ਨੇ ဟိုဘာလဲစီစာရဲ့လဲစာတွေကလေ fa 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 အဲ fa โอเคဒါဆိုရင် try ချက်လိုက်ပါအောင်ပြီးတော့ orange juice လည်းတင်ပါထားပါတယ်ဒါဆိုရင် try ချက်လိုက်အောင်နော်ညတာပြပြပေးမယ်ဖြစ်ပါ့ ကဲဒီခေါက်ဆွဲလေးကတော့ဗီယက်နမ်နိုင်ငံရဲ့ကဘာကျော်အစားအစာတစ်ခုဖြစ်တဲ့ဖာလို့ခေါ်ပါတယ်။သူ့ရဲ့ဒီခေါက်ဆွဲလေးကကြတော့အသိန်းတို့မြန်မာနိုင်ငံကစံစည်းဘက်အပြော့ပုံစံမျိုးလေးသွားပါတယ်။သူကတော့စံစည်းဘက်ကအရန်စီတယ်။သူကတော့တိတ်တော်မစီးပါဘူး။နောက်ပြီးသူ့ရဲ့အဓိကအသက်ကကြတော့ပြုတ်ရည်ပါပဲ။ဒီချက်ပြုတ်ရည်လေးနဲ့ဒီစံခေါက်ဆွဲပတ်လေးနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့တကယ်ကိုရတာအရန်ဟိုမှာကိုကောင်းမှာပါတယ်။နောက်ပြီးဒီစက်သားလေးတွေကကြတော့အသိန်းတို့မြန်မာစက်နဲ့တောင်မှနည်းနည်းလေးစင်ပါတယ်။အသားလေးကကျစ်ပြီးတော့တကယ်ကိုစားကောင်းခဲ့ပါတယ်။ ကဲအဲ့ဒါဆိုရင် VNN နိုင်ငံကိုလာရဲဆိုရင်ဒီ FA ကိုပထမဦးဆုံးစပြီးတော့ Trinity ပါလို့အသိငါညွှန်းချင်ပါတယ်เนาะတကယ်မောက်ရတာကောင်းပါတယ်ကဲဒီဆိုင်လေးရဲ့ Chicken FA တပွဲက Vietnamese Down တသိန်းခွဲပါဈေးနှုန်းကတော့သူများဆိုင်နေတဲ့နည်းနည်းလေးများတဲ့ဆိုပေမဲ့သူ့မှာပေးထားတဲ့ service တွေ air condition တွေနောက်ပြီးတော့ပြုတ်ရဲ့အရာဓာတ်တွေနောက်ပြီးတော့ fire ရဲ့ position နေနေဆိုရင်တော့တန်တယ်လို့အသိအားခံစားရပါတယ်။အဲဒီတော့ hand wash ရောက်ရင် design လို့လည်းသွားပြီးတော့ try ကြပါလို့ညွှန်းချင်ပါတယ်။ ကဲဒါအသိန်းသူတို့စီမှာပတ်စံမလောက်လို့ကွယ်ဖာစားတာပတ်စံမလောက်တော့လို့အဲ့ဒါအိတ်ချင်းသွားလဲတယ်အာ USD 300ကိုဒီမှာ7.7 million ရမ်းများရယ်ကွယ်အမှဒီမှာအဲ့လိုမျိုးဟိုကနောက်ကကနန်းတုံညာတုံတော့ဖြုတ်လိုက်ကွာအဲ့ဒါပို့ပြီးတော့အစင်ပြေအဲ့လိုမှမဟုတ်ရင်ကနန်းတွေကအများကြီးဆုံးမှအများကြီးပဲဒါပေမဲ့အစင်ပြေတဲ့ဒီမှာဘာလို့လဲဆိုတော့ ဟိုလေတအားနေကြီးအဲ့လိုစေဟိုစစ်တာဆက်ရတယ်မရှိဘူးဥမာဆိုရင်ကွာဘယ်လိုပြပြရမလဲဟို passport တောင်းပြီးတော့အဲ့လိုမျိုးဟိုဖယ်နိုင်ငံလာပညာတတကာရယ်ဘာလို့ဖွင့်တော့နိုင်ပါမရှိဘူးကွာဒီမှာ SP ရတာတော့ passport တောင်းအောင် AC လေးပဲဒီမှာ USD ပေးလိုက်သူတို့လည်းဒီဘက်မှာ BNN တောင်းပြပေးလိမ့်မယ်အဲဆိုရင်အိုက်ပါတယ်ကွာအဆက်ပြေတယ်အဲ့ခွာတော့အဆက်ပြေတယ်ရာသီဥတုလေးကလည်းအခုအတိန်တို့လာတဲ့ချိန်ကအမိုးရတီအစာလေးမိုးဥရတီဆိုတော့တာနေနဲ့မပူဘူးအဆင်ပြေတယ်အဟိုကတော့ဘော29 30 ဒီဂရီဆက်ဆက်လောက်ပဲရှိတာဆိုတော့အဆင်ပြေပါတယ်။ဘိုးလေးလည်းအုံအုံလေးပဲဒါပေမဲ့မမရောအောင်အဲ့တော့အဆင်ပြေတယ်။ကဲဒါဆိုရင်တိတ်လို့ခဏလေးပတ်စားတော့ရှက်ပြေးလောက်မယ်ကွဲဟိုဘက်မှာဖာဆိုင်နဲ့ပတ်စားမလောက်လို့။ကဲဆိုင်ပြန်သွားလောက်မယ်။ ကဲအခုအသေးရောက်ရှိနေတဲ့နေရာကဗီယက်နမ်နိုင်ငံဟန်နွိုင်းမြို့ရဲ့နာမည်အကြီးဆုံးမြို့လေကောင်မှာရှိတဲ့ကန်ကန်ဖြစ်တဲ့41 lake ဆိုတဲ့ကန်မဖြစ်ပါတယ်ဒီကန်ကတော့အဲသူတို့အဲ့လိုမင်းမင်းဇက်ရဲ့အမှုတန်းအရာရှိတစ်ယောက်ကအဲပေါ့နော်ကြောက်တုံးတစ်ခုကိုတွေ့ခဲ့တယ်ကွာအဲ့ကြောက်တုံးကြီးကိုသူကထုစစ်ပြီးတော့ဒီဓာကြီးကိုအဲဓာကိုဓာတစ်ခုကိုသူကအဲ့လိုမျိုးအဲတီထွင်ခဲ့တယ်ကွာဓာကို ဟိုကြောက်တော့ကနေပြီးတော့ဓာတ်ကိုဖန်လှုပ်လိုက်တယ်ကွာပြုတ်လှုပ်လိုက်တယ်ကွာပြုတ်လှုပ်ပြီးတော့အဲ့ဒါဟိုသူတို့ဒီစက်ပွဲပြီးဆုံးသွားတယ်ကွာဒီလားအဲတရုတ်စပွဲပြီးဆုံးသွားတဲ့အချိန်မှာပဲသူကအဲဒီဓာကြီးကိုဒီကန်ကြီးထဲမှာစိုက်ခဲ့လို့လေဒီမှာအဲတမိုင်းထဏာကြီးတွေရှိပါတယ်။ကဲအဲ့လိုလေးရှိပါတယ်။ဒါဒီကတော့သူတို့ရဲ့ဘယ်လိုပြောပြမလဲ။မန္တလေးဆိုရင်တော့အဲ့လိုမျိုးကျုံလိုပုံစံမျိုးပေါ့ကွယ်။အဲချင်းမိုင်လိုဆိုရင်တော့ထပ်ပဲခဲ့လိုပုံစံမျိုးပဲ။ ဒါပေမဲ့ဟိုတအားနေကြီး interesting ရှိတဲ့နေရာတော့တိတ်တော့မရှိဘူးဒါပေမဲ့ဆက်ဆက်လာရင်တော့ပို့ပြီးတော့လာရဲလို့တော့ပြောကြတယ်ဒါပေမဲ့အသိန်းကတော့ဒါနေ့လဲ17နိုင်ဝင်ချင်တော့ရောက်သွားပါတော့နော်အဲလိုလေးတော့ရှိပါတယ်ဒီခက်လဲကောက်မှာကျွန်းလေးမှာဟိုမှာရှိပါတယ်အဲ temple ဖုန်ကြီးဆောင်တရုတ်ဖုန်ကြီးဆောင်ရှိပါတယ်ကဲဟိုဘက်မှာတော့အသိန်းတော့ဘယ်လိုပြပြရမလဲဟိုပေါ့နော်တရုတ်ရေကျဲမှုတွေဒီမှာအဲ့လိုမျိုးနွယ်ဝင်ထားတာဆိုတော့အသိန်းထင်တယ်ဒီအဲဟိုဘက်မှာမြင်နေရတယ်အဲကျွန်းလေးပေါ်မှာရှိတယ်အဲဖျားတဆုလည်းရှိပါတယ်ကဲဟိုဝမ်ကန်ရှင်မှာ ဒူရင်းသီးစားနေပါတယ်ကွယ်ဒူရီယဲမိုင်းနဲ့ဒူရင်းသီးစားနေပါတယ်ဒူရင်းသီးဖက်နေဒီမှာဒူရင်းသီးစားလို့ရပါတယ်တော့ကလေးရဒူရင်းသီးသိသိချက်တာမို့နှစ်မွာပါတယ်သိချက်တာမစိုးပါဘူးချိုးပဲမွန်ထောင်းလိုမွန်ထောင်းလိုပုံစံမျိုးလည်းမဟုတ်ဘူးเนาะအားသီးလေးတော့မသိဘူးကွယ်အီအီလေးအော်လေးတစ်ပြူးပြူးနဲ့ đấy đây Facebook này là mình xả bài tụi em đi mình sách đi tao nghe đeo bà là lại quê ở giờ tụi đó qua mà sách cầm này quê <coughs> kẻ xa lại bảo mà tụi em đi chờ ừ. kẻ sắp bị đọa tên nó ở thì cái gì ấy là cầu chỗ mà xì để nông sống đảm bảo của tên nó toa bị đọa là lại chạy vào nó kẻ đó số toa lại vào let's <coughs> go kẻ không dám đi kẻ giáo củ. ဗီယက်နမ်တောင်5000မှာအဲ့တော့တော့ရောက်ဆိုတော့တသိန်းခွဲကဲဝယ်တောင်မှာခွဲဒီနောက်ဆုံးတမ်ပါရဲ့တမိုင်းဆောင်ကလည်းအသိန်းတို့ဒီနောက်ကရေကန်ကြီးနဲ့ဆက်ဆက်မှုရှိပါတယ်အန်ဒီဓာတ်သွာသူတို့ဒီဓာတ်ရဆဝင်ကြီးပေါ့နော်အဲဒီဓာတ်ရဆဝင်ကြီးလေကြီးကနေပြီးတော့တောင်းဆိုတယ်ဓာတ်ရဆဝင်နဲ့သူတို့ဒီမှာဟိုစတင်ခဲ့တယ်ကွာဒီတမိုင်းရဆဝင်ကကျတော့အဲကြအဲကနေပြီးတော့မှဒီလိုအာတမ်ပါလေးဖြစ်လာတာပါ အဲ့လိုလေးတော့ရှိပါတယ်အသိန်းထပ်ပြီးတော့ detail လေးရှင်းပြမယ်ကွာဒီမှာလိပ်ကြီးရှိတယ်အဲဒီလိပ်ကြီးဒီလိပ်ကြီးကဒီရေကန်ကြီးထဲမှာနေရပါအရေကန်ကြီးထဲမှာနေတဲ့လိပ်ကြီးကနေပြီးတော့ဒီထောက်ကိုအမင်းမင်းဆက်ကနေပြီးပြုတ်ထားတဲ့ဓာတ်ကိုသူကနေပြီးတော့ပြန်ပြီးတော့တောင်းယူတာအဲ့ချိန်မှာပဲအပင်မင်းကြီးကနေပြီးတော့အဲ့အဲထားသွားလေဓာတ်သွားနေပြုတ်ထားတဲ့ခါးကြီးကိုအဲဒီလိပ်ကိုသူကဒီကံမှာပြန်ပေးခဲ့တာပိုင်စားပေးခဲ့တာကွာအဲ့နေရာမှာပဲဒီတပ်ပေါ်ကြီးဖြစ်နေတာပါကဲလို့လေးရှိပါ မသိရင်တော့ဒီနေရာလေးကဟိုစုံကုံကားတွေရောက်နေတယ်လို့ပဲစုံကုံကားတွေကနေပြီးလဲဆရာတော်ဖះအမြဲတမ်းတရင်တုံနေတယ်လေအဲ့ဟိုဖះចောင်းဆောင်နေရောက်နေတယ်လို့ပါပဲအဲ့လိုချစ်ချစ်ကြက်ကြက်လေးနဲ့မိုက်တယ်ကွအဲ့လိုမျိုးအပင်လေးတွေအများကြီးနေကဲအဲ့တော့ဟန်နိုင်းလာရင်ဒါလည်းရင်ဒီနီတెంပယ်ဝဲလာပြီးတော့လေးလာပါလို့အသိအញ្ញွှန်းချင်ပါတယ်နော်ကဲဒါဆိုရင်အဲ့တော့ဆက်ပြီးတော့ဒီနေ့အကော်ဖီတောက်တောက်မယ်ကွ PNN coffee နာမည်ကြီးတဲ့အကော်ဖီတောက်တောက်မယ်โอเคတောက်လိုက်အောင် let's go အဲ့ဒီမှာပဲအသိတို့ကန်ဆိုးစွာနဲ့ပဲဒီ VNN Coffee ဆိုတဲ့ဟာတစ်ခုပဲရခဲ့ပါဗါတယ်။အဲ့ဒီမှာလည်း service ကတော်တော်ကိုစုပ်ပါတယ်မကောင်းပါဘူး။ Coffee တစ်ခွက်ကို VNN တောင်း9000ပဲပေးရတယ်ဆိုပေမဲ့ဆိုင်ရှင်ဘိုးတော်ကဆက်ဆိုင်ရင်တော်တော်ဆိုးပါတယ်။နောက်ပြီးတော့သူ့ဆိုင်မှာတနိုင်ွယ်ပဲထိုင်လို့ရပါမယ်တော့အဲ့လိုမျိုးတွေလိုက်ပြီး OG ဟစ်ကျယ်တွေပြောပါဗါတယ်။အဲ့တော့ဟန်ရန်ရောက်ရင်ဒီဆိုင်ကတော့ရှောင်းရှောင်းလိုက်ပါအသိန်းကိုလာပြီးတော့မေးလို့ရပါတယ်။ဆိုင်နံပါတ်တော့မပြောတော့ပါဘူး။ ရနမှာတော့ကွယ်သူတို့ကဘယ်လိုပြပြမလဲ service ကတော့အဲ့လိုကြီးကောင်းနေတဲ့မှာမပါဘူးဘာလို့လဲဆိုတော့လေသူတို့ရဲ့လူမျိုးကပြတ်သားလို့လာဒါမှမဟုတ်ရင် service ပဲအဲ့လိုကိုမကောင်းတာတော့မသိဘူးပေါ့နော်အဲ့လိုမျိုးတခုခုဆိုရင်အဲ့လိုမျိုးဟိုအတန်ရေကြီးနေတဲ့ဟော်တာပါသိလားအဲ့လိုမျိုးအခုထိုင်နေအသိန်းထိုင်လို့အသိန်းတို့ထိုင်ခဲ့တဲ့ coffee sign ဆိုရင်တနိုင်ွယ်ပဲထိုင်လို့ရမယ်သိရပါလားတနိုင်ွယ်ပဲထိုင်လို့ရမယ်အဲ့လိုမျိုးကြီးကွာဟိုလေတမမာကြီးနေတဲ့အဲ့လိုမျိုးဆက်ဆံနိုင်အဲ့လိုမျိုးတွေဒီမှာများတယ်သိတာဟိုအဲ့ဘယ်လိုပြပြမလဲအဲ့ဟို air ိုဗာလဲဟိုလေ VNL စင်ကက်ဝဲတော့တယ်လို့ပဲသူငေါ့များလို့ပုံစံမျိုးကြီးတယ်ကွာတိလားအတင်အကြောင်းဆီယာမအကြောင်းဆီယာမကြီးရဲ့အိမ်မှာသွားပြီးတော့ဟိုလိုလေသမင်းသွားစားရတယ်လို့ပဲလို့ပြောအားရှိအော်မယ်ငေါ့မယ်ဆိုတာစီနော်တအားဆိုတာနော်ဗီယက်နမ်နဲ့ပြိုင်းနေနော်ကေမနေဘူးအဲ့လိုမျိုးအခုတော့အတင်အာဒီနေ့ညစပါ့ကိုဒီဟန်နွားနေပြီးတော့စပါ့ကိုသွားမယ်အာဘတ်သွားဝယ်မယ်ကွာရမရတော့မသိသေးဘူးသွားပြီးတော့ကြည့်လိုက်အောင်ဒီရှစ်တက်တဲ့ line 5မိနစ်လောက်ထက်ရှောက်အောင်မယ်ကွဲသွားလိုက်အောင်မယ်ကဲသွားလိုက်အောင် let's go အာတချို့အဲ့လိုမျိုး service တွေတို့အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲအဲ့လို service တွေဘာတွေညာရင်နဲ့ရှင်းမယ်ဆိုရင်တော့ Thailand ကတော့တကယ်ဟိုအဲ့ဆောင်မလဲ Thailand ဟိုအလားများကွာအဲ့တဲ့တွေအလားများဆိုတော့အဲ့ဒါအကြောင်းပဲဒီကဘယ်လိုပြောပြမလဲဟိုတရုတ်တွေဆိုရင်တော့မအဲ့လောက်ကြီးဟိုရိုင်းမှာမဟုတ်ဘူးဒီကကျအဲ့လိုဘယ်လိုပုံစံမျိုးရဲ့မဟုတ်ဘူးအဲ့တဲ့တွေကိုဆက်ဆက်တဲ့ပုံစံတွေကလေအချို့မပြေဘူးတိတယ်အဲ့လိုပုံစံတွေများတယ်ဒီ Hanoi မှာကဲဒါဆိုရင်တော့အသိ တွားပြီးတော့လက်မဖြတ်လောက်အောင်မယ်ကိုယ်ဆက်ပါဆိုတော့ရုပ်ကိုတွားဖို့အတွက် edit အာဘတ်စတစ်က sorry ဘတ်စတစ်ကတော့ပြက်လာအောင်မယ် like ချက်ပါအောင်ကဲတော်လိုက်ရအောင်ရှစ်ဆွေရတော့မယ်ညဟွန်းတန်နေတညာညာနဲ့ဟိုဒီမှာအဲ့လိုစုံညံပြီးတော့အဲ့လိုမျိုးတွားကြတာနော်ဒီကတော့ဒါတို့ရဲ့ဘယ်လိုပြရမလဲအဲအန်ဝိုင်းရဲ့ရည်ကြီးမှုတော့ဖြစ်နေပြီကွဆိုင်ကယ်တွေဟွန်းတအားကြီးရတယ်ဒါပေမဲ့စိတ်လည်းမရှိကြအောင်အဲ့လိုပုံစံမျိုးကဲတိတ်ကတ်ကတော့ရပြီစပါဦးဒီနေ့ည စေနိုင်ထွက်မယ်ကွယ်ဟိုအဲစပါဝရောက်မှာကမနက်9နိုင်ကွယ်တော့ရောက်မယ်အဲဈေးနှုန်းကကျတော့ပုံမှန်ဆိုရင်သူကဟိုဟာလောက်ရှိတယ်အဲ9သိန်းပေါ့နော်အဲ9သိန်းလောက်ရှိတယ်အဲဘတ်ငွေနဲ့ဆိုရင်တော့ဘတ်900ဝန်းကျင်လောက်ရှိတယ်သူက sleeping bag ကအိတ်စင်ပါတယ်အကာအကာနဲ့စီးသွားမယ်ကွယ်အဲအခုတော့သူကအာ4သိန်းခွဲနဲ့ shop ပြလိုက်တယ်ကွာဒီလား3ရောက်မှုလို့အဲ့တော့အဆင်ပြေတယ် တော့အာတကယ်လို့ service လိုက်ကောင်းတဲ့ဒီအမကြီးကလေအဲ့တော့အသိညွှန်ပေးလိုက်မှာ Sapa Express လို့ခေါ်တယ်ဒီအဲသူတို့ own quarter ထဲမှာပဲရှိတဲ့နေရာပါအဲအသိလိပ်စာလေးရောလဲ address လေးတဲ့ဆက်လေးထည့်ပေးထားပေးပါမယ်နော်ကဲဒါဆိုရင်အသိတို့နောက်ထပ်တနေရာထပ်ပြီးရွှေ့လိုက်အောင်မယ်ကွယ်အချိန်နဲ့ပုံနေသေးရဆိုကဲဒါဆိုရင်နောက်ထပ်တနေရာသွားလိုက်အောင်လို့အဲ့ဒီမှာပဲဟန်ရွမ်းမြို့မှာစပြီးတော့မိုးဟာအကြီးအကျယ်ကိုချပါပြီအဲ့ဒီတော့အသိတို့ chest ចောင်းနာမှာသွားပြီးတော့ coffee တောင်းမဲ့အစီအစဉ်အားထပ်ပြီးတော့ဖြတ်လိုက်ရပါတယ် ဒါကြောင့်မလို့မိုးရဲမှာခီးသွားမဲ့သူတွေအတွက်ကတော့နည်းနည်းလေးကန်တရားပေါ်မှာအများကြီးမူတည်ပါတယ်လို့အသိကပြောချင်ပါတယ်။ဟန်ဝိုင်းမြို့မှာဒီလိုမျိုးမိုးတွေရလေးတွေပါပါလာတဲ့အတွက်ကြောင့်မလို့အသိန်းတို့ညမှာသွားလဲမယ်နမဲကြီး train street တွေတခြားအဲ့လိုမျိုးလက်ပတ်လို့ကောင်းတဲ့နေရာတွေရဲ့ပလန်တွေပြတ်သွားမှာ ው တကယ်ကိုကြောက်နေခဲ့ပါတယ်။အဲ့ဒီတော့မတက်နိုင်ဘူးပေါ့နော်ကန်တရားပေါ်ပဲအများကြီးမူတည်သွားပါတယ်။ဟန်ဝိုင်းရိုက်တာရန်ကိုမိုက်နေပြီကွဒီမှာသမန်တလုံးရယ်။မကြီးတလုံးနဲ့ ရမ်းစားဖြစ်နေတယ်။ကြွသွားရအောင်ကိုယ်ဘိုက်စားနေဒီမှာဟိုဗီယက်နမ်စားတွေကရန်ကိုထိမိမနေတော့အခုဘွန်ဆော့သတ်ဆတ်မယ်ကွယ်ဘွန်ချွန်ဘွန်ချွန်ကိုရီးယားစားလေးနဲ့နေပေါ့။ကြွသွားလိုက်ရအောင် let's go ဘွန်ချွန်ရှိရဲ့နားမှာကွယ်ကွ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 ဒီတနေရလေးတော့စိုက်တယ်ကွယ်။ဘာလို့ဆိုတော့နောက်ကချက်စီကတကယ်ဟုတ်လာတာ။အဲ့တော့နေရာမိုက်တယ်။စိတ်ကက်သီဒယ်ချက်ကိုလည်းတကယ်လို့အာ sorry အများနဲ့ချင်းမိုက်မပြောနေ။ကွယ်ချင်းမိုက်မှနေရမှာတော့ဟန်ရိုင်းလာတယ်ဆိုရင် လာပြီးတော့အဲ့လိုမျိုးထပ်ပေါင်းနေများရိုက်ချပါလို့အတန်းအတွက်ဆက်ပါတယ်ခုနလေးကအကော့ဖိတ်လေကောင်းကောင်းတယ်လို့လည်းချားပါတယ်ကဲနောက်နေ့ကျမှပဲတော့ထိုင်ကြည့်တော့မယ်ကွယ်ဒီနေ့ကတော့ခုဘောချောဆားလာအောင်မယ်โอเคဒီမှာရောက်ပြီပွန်ချောရောက်ပါပြီကဲဒါဆိုရင်ဝင်လိုက်အောင်ကွယ်ဆိုင်နေတော့ပဲတော့မယ် let's go ကဲခုနဘောချောဆိုင်ကပိတ်တော့နောက်ထပ်ဘောချော branch တစ်ခုကိုသွားနေကွယ်အဲ့တော့ဟို7မိနစ်လောက်တော့လမ်းလျှောက်ရတယ်အခုတော့လည်းအများနဲ့ဒီရေကန်ကြီးနားပဲလာနေရတာပေါ့ကွယ် သူတို့ဒီမှာကျတော့လေဒီရေကန်ကတော့မန်လေးဆိုဂျုံလို့မျိုးရှင်းမဆိုရဲလို့ထပ်ပိုက်ခဲ့လို့ဟိုသမျိုးနေရပေါ့နော်အဲ့တော့ဒီရေကန်တစ်ခုပဲရှိပါတယ်ဒီရေကန်ကြီးဘေးပတ်ဝင်းချင်းကအဲ့ဒါအိုကွာတာပေါ့နော်အဲ့တော့နိုင်ငံသားတွေအများဆုံးလာရတဲ့နေရာပါအဲ့မချင်းမိုင်တို့ဟိုဘန်ကောက်လောက်လို့တော့တအားနေမမြောက်ဖော်ရိုင်းမှာလာတယ်အဲဟိုဘာပဲရှိမှာရောဒီမှာလို့တရုတ်တွေများများရုပ်တွေပဲရှိပါတယ် ကဲအသိန်းတို့၃ယောက်စာဘုံချုံးမာလိုက်တာဗီယက်နမ်ဒေါင်း9သိန်း4000ကျပါတယ်။ကဲဒီဗီယက်နမ်ဒေါင်း9သိန်း4000နဲ့မှာဒီလိုမျိုးကြက်ကြော်ကွန်ဘိုဆက်တပွဲပါတယ်။အပီးကင်မချီဖရိုင်းရိုက်စ်ပါမယ်။ပေးပေးမဲ့တပွဲပါမယ်အေးအေးသုံးခွက်နဲ့ဗီယက်နမ်ဒေါင်း9သိန်းနဲ့၄တောင်ကြပါရယ်။ကဲဒီလန်လေးရတော့လေအိုက်ခူချီပေးကလန်လေးကအသိန်းတို့ဗီယက်နမ်မှာကေပော့တွေအများအားဆုံးကာဘာဒန်းစ်တွေကရင်အဲ့နေရာလေးပေါ့နော်။ကဘာလဲကြော်တယ်ကေပော့ဒန်းစ်ကတဲ့နေရာလေးတစ်ခုပဲဖြစ်ပါရယ်။အသိန်းလည်းအိုင်နာရောက်တုံးရိုက်ခဲလိုက်ပါရယ်။ မိုးကလည်းနည်းနည်းဆဲသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အသိန်းတို့ဒီနေ့ညမှာနမဲကြီး Handline Train Street ကိုသွားပြီးတော့လဲဖို့သွားနေပါပြီ။ကဲဒါဆိုရင်ကဘာကျော်တဲ့ Handline Train Street ကိုသွားပြီးတော့အသိန်းတို့လဲလိုက်ရအောင်နော်။ကဲအခုအသိန်းရရှိနေတဲ့နေရာက Handline မြို့ရဲ့နမဲကြီးဆုံးကဘာကျော်နေရာတစ်ခုဖြစ်တဲ့ Handline Train Street က Handline Train Street ဒီလမ်းကြားတွေကိုရထားဖြတ်သွားတာကိုဒီမှာ Coffee Sign နဲ့အများကြီးရှိတဲ့ Restaurant ရှိတယ်။အဲ့ဒီနေရာကိုခေါ်သွားမယ်ကွာ။ကဲလိုက်ချိန်ပေးကြပါအောင်။အဲသူတို့ရဲ့အဲဘယ်လိုပြောရမလဲဒီ အဲတန်လန်းပေးရပါဘောเนาะနေရာလေးရဆာတော့ဒီဘက်မှာပါကဲဒီနေရာလေးပါကဲဒါဆိုရင်တိုင်းတော့သွားပြီးတော့ပါရရှိလဲဆိုတော့သွားပြီးတော့ဆက်လာကြည့်လိုက်ရတယ်လည်းပါဟာမဲ့ let's go တွားကြတော့ဘယ်လိုပြောမလဲဒီ main road ကြီးရှိရကွာတိတ်ဆက်ရှင်းပြလိုက်မယ် main road ကြီးရှိရဒီ main road ကြီးရှိရအဲဒီ main road ကြီးရဒီဘက်ကိုလာမလားဘက်မှာလဲစိုင်းနေပြည့်ရှိသလိုဒီဘက်မှာလဲဟိုဘက်လမ်းမှာလဲစိုင်းနေပြည့်ရှိပါတယ်ကဲအဲ့တော့ train နေရာကြတော့သူတို့ အချိန်တွေရှိတယ်ကွာအများတန်းဒီလိုအေးဆေးဆေးလာခြင်းနဲ့ဆိုရင်တော့အာနေ့တစ်စင်အာနေ့တိုင်းပေါ့နော် daily ရတော့ည9နာရီခွဲဆိုရင်ဒီမှာရထားတစ်ခါဖြစ်တယ်ကွာနော် နောက်တော့7နိုင်ခွဲမှာတစ်ခါဖြစ်တယ်။မနက်ခင်းကတော့9နိုင်ခွဲ9နိုင်ခွဲမှာတစ်ခါ7နိုင်ခွဲတစ်ခါ9နိုင်ခွဲတစ်ခါအဲ့လိုလေးလည်းရှိရပေါ့နော်။အဲ့တော့မနက်ပိုင်းလာရင်လည်းလာလို့ရရင်ညာ AC လေးအဲ့လိုမျိုးဟိုတားနေမှာပူပဲနဲ့အဲ့လိုမျိုးလေးတက်ပေါ်ရရှင်းနေသူတွေကတော့ညာကိုလာပါလို့ကြင်ကြပါတယ်။ကေတာဆော့တိုင်းတော့တက်ချစ်လိုက်အောင်လည်းနဲ့။ဟန်နွိုင်းမှာလေအိန္ဒိယနေများတယ်။အိန္ဒိယနေများတယ်။ Chinese များတယ်။ European တက်ကူမရှိဘူး။တော်တော်ကြီးကိုရှားတယ်ပေါ့နော်။အဲ့တော့ဆိုးစစမော်နော်အဲ့တော့အိန္ဒိယနဲ့ Chinese နဲ့ရန်များနေအကွဲဟန်တိုင်းမှာ Okay ဒါဆိုအသင်းတော့တပ်ပြီးဒီလမ်းထဲကိုတပ်ပြီးတော့ဆက်ပြီးဝင်နောက်ချစ်လိုက်ရအောင် ခဲ့တာတော့အသိတို့ဒီလမ်းထဲမှာနာမည်ရှိတဲ့ Photo 0ဆိုတဲ့ coffee and restaurant ကိုပြေးလိုက်တယ်ကွာဒီလိုပေးခဲ့ရပြီတော်တော့ဒီနာကိုတော့ပြောရတော့စိတ်မပူနဲ့တော့ပြောရတယ်မကြောက်စရာကြီးကိုယ်မတန်လန့်ဘေးမှာကိုယ်ရဘေးမှာပဲထိုင်ကုန်ကွာဘေးထိုင်ကုန်တယ်ပဲလို့ထိုင်နေရတာတော်တော်ချင်းတော့ဘလို့နေလဲ express ရှိကြည့်တာကွာ okay let's go စကြည့်ပေးကြပါအောင်နော်โอเคเดี๋ยวท้าลาเราใหม่เลยกวยแล้วเดี๋ยวเปลี่ยนดีกว่า ာဆိုရင်ဆက်ကြည့်လိုက်ရအောင်ဟို experience ရှိတယ်ဆိုတော့အဲဒါဆိုရင်အသိရဲ့ first time ပထမဆုံးရောက်ဘူးတဲ့အနွားရဲ့ taste ပေါ့နော်လိုရှိမလဲတော့မသိဘူးဘယ်မှာကွာဆုံးမြတ်နေဘူး Come on what's up Rico ဒီလေးဟာကက်ကက်လေးတကယ်ကက်ကက်လေး Oh my god Wow ောက်ကတစ်ဆက်လွဲလဲလိုက်တော့လေတထာကိုဝေးမှာကွယ်ဟိုက်ကောဟိုက်ကောကဲဟန်ရိုင်းမှာလာပြီးတော့ price ကိုလည်းလာပြီးတော့ပြတ်တန်းကြပါလို့တရားကြောက်ကြပါလေဟိုဆောင်းကြောက်ပါကတော့ တော့လေဒီမှာပဲဆောက်တက်လိုက်ပါမယ်။နောက်နေ့အသိန်းစာပါမှာပြန်တွေ့မယ်။အသိန်းဒီညစာပါကားစီးပြီးတော့စာပါသွားပါမယ်။အဲ့ဒါဆိုရင်ဒီနေ့ဘလော့လေးကိုချစ်မိကြတဲ့ဒေါ်ရိုက်ချက်သူများပဲတက်ပါရယ်။အားလုံးပဲနောက်ဘလော့ချက်ကိုပြန်တွေ့ပါမယ်။အားလုံးပဲတက်တာ